ွားရောက်ရှင်ပြန်ရခြင်းယူရချက်ကပေါ့နော် ဟိုဘက်နိုင်ငံမှာအာရခဲ့တာမရခဲ့တာအထက်ပေါ့ကျွန်တော်အတွေ့အကြုံရဲ့ knowledge ရဲ့ဒီ international သွားမယ်ဆိုရင်ကျွန်တော် organizer တယောက်အနေနဲ့ရဲ့ကြည့်ရတဲ့အချိန်မှာဒီကလေးတွေကို international သွားမယ့်ကလေးတွေကိုဘယ်လိုမျိုး sporting ပေးရမယ်သူတို့မှာဒီလေရင်ခွင့်ရောက်ပြီဆိုတာနဲ့ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဟိုဘက်နိုင်ငံရောက်ပြီဆိုရင်ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကျွန်တော်သိချင်တာဖြစ်တဲ့အတွက်ကျွန်တော်အာသွားရောက်ရှင်းပြနိုင်ဖြစ်ပါတယ်ကျွန်တော်မျှော်လင့်ချက်တော့ဘာမှမထားထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တတ်နိုင်သလောက်ပေါ့အစွမ်းကုန်ဒီဘက်ကနေပြီးတော့ကျွန်တော်ပြင်ဆင်သွားမယ်အာဒီအချိန်ရတဲ့လောက်ကျွန်တော်ရဲ့ body တွေထပ်ပြီး train သွားမ မယ်အသားရေပိုင်းဆိုင်ရာမျက်နှာပိုင်းဆိုင်ရာပြီးတော့ကျွန်တော်တဲလန့်နေအများကြီးမြန်မာနိုင်ငံအတွက်ကိုချပြဖို့အတွက်ကျွန်တော်အစီအစဉ်ရှိရဲဒါပေမဲ့ဘာကြီးရမှဆိုပြီးတော့ကျွန်တော်ဝန်သားရမှဘာရမှဆိုကျွန်တော်မမန်ထားပါဘူးခင်ဗျာဒါပေမဲ့မြန်မာနိုင်ငံအတွက်ကိုကျွန်တော်တတ်နိုင်ဆုံးတော့ချပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ် national coach ကိုတော့ကျွန်တော်ကပေါ့နော်စင်ပေါ်မှာဒီ international စင်ပေါ်မှာပေါ့နော်ဥမာ ချလိုက်ပြီဆိုတော့လည်းကျွန်တော်ဝစ်စုံဒီမြန်မာရဲ့အငွေတက်တွေပြည့်ညက်နေရမယ်ပေါ့နော်တခြားရှိရမယ်အာပြီးတော့ကျတော့ဒီဝစ်စုံဝင်လိုက်ပြီဆိုတော့လည်းမြန်မာဆိုတဲ့ဟာကြီးကိုအော်ဒါမြန်မာကြီးပါလားဆိုတဲ့ဟာကိုသိအောင်ရဲ့နောက်တစ်ခုကကျတော့ဒီဘဇူးမပေါ့နော်မဖန်နီးသေးတဲ့ဘဇူးမမလုတ်သေးတဲ့အာဒီမလုတ်ဖြစ်သေးတဲ့မြန်မာပေါ့အငွေတက်တွေပြည့်ညက်နေရဲ့ဝစ်စုံတစ်ခုကိုလည်းကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျာ တော့ကတော့ခုတွားရောက်ရှင်းပြိုင်မဲ့ဖွဲ့ကကြတော့ BNN နိုင်ငံမှာဖြစ်ပါတယ်ခင်ဗျ။အာ Mr. Tourism Group ပဲမြန်မာကိုစားပြုတယောက်အနေနဲ့တွားရောက်ရှင်းပြိုင်မှာဖြစ်ပါတယ်ခင်ဗျ။အာဒီပွဲလေးကိုရွေးချယ်ရတာတော့ကျွန်တော်မှရည်ရွယ်ချက်ပေါ့နော်။ကျွန်တော်ဒီရဲ့လောကမှာပေါ့နော်။ Organizer တယောက်အနေနဲ့ယက်တည်ချင်တာဖြစ်တဲ့အတွက်ဒီပွဲကိုကျွန်တော်တွားရောက်ပြီးတော့အတွေ့အကြုံယူခြင်းဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်အများကြီးစူးစမ်းသွားဖို့တော့အာပေါ့နော်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်ကအာ တွားရောက်ရှင်ပြန်ရခြင်းရည်ရွယ်ချက်ကပေါ့နော်ဟိုဘက်နိုင်ငံမှာရခဲ့တာမရခဲ့တာအထက်ပေါ့ကျွန်တော်အတွေ့အကြုံရဲ့ knowledge ရဲ့ဒီ international သွားမယ်ဆိုရင်ကျွန်တော် organizer တယောက်အနေနဲ့ရဲ့ကြည့်ရတဲ့အချိန်မှာဒီကလေးတွေကို international သွားမယ်ကလေးတွေကိုဘယ်လိုမျိုး sporting ပေးရမယ်သူတို့မှာဒီလေရင်ခွင့်ရောက်ပြီဆိုတာနဲ့ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဟိုဘက်နိုင်ငံရောက်ပြီဆိုရင်ဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကျွန်တော်သိချင်တာဖြစ်တဲ့အတွက်ကျွန်တော်အာသွားရောက်ရှင်ပြန်ခြင်းဖြစ်ပါတယ်ကျွန်တော်ကကြတော့အရင်ကြီးဟိုပြင်ဆင်ချိန်မရှိဘူးဖြစ်နေတယ်ပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကျွန်တော်ဒီပွဲလေးကိုရွေးချယ်ရခြင်းလည်းဖြစ်တယ်နောက်တစ်ခု ကျွန်တော်ဒီပွဲပြီးတာနဲ့နောက်ထပ်တပွဲကိုကျွန်တော်တန်းပြီးတော့သွားမှာဖြစ်ပါတယ်အာ train ပြီးတော့ပေါ့เนาะကျွန်တော်ဒီ ဟိုဒီ international ပွဲကိုကျွန်တော် Mr. တယောက် Mr. Training တယောက်အနေနဲ့ကျွန်တော်ကနှစ်ပွဲသွားဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့အာကျွန်တော်ဒီပေါ့နော် international ကိုသွားရောက်ရှင်ပြိုင်ပြီးပြီဆိုရင်တော့ဒီရဲ့အထွေကြုံနီး uh, knowledge တွေအခက်ခဲတွေပေါ့နော်အများကြီးကိုကျွန်တော်ကအာသိရှိပြီးပြီဆိုရင်တော့ကျွန်တော်တကယ်လုပ်ငန်းတစ်ခုကိုတက်ကြွမ်းပြီးအာဒီပေါ့ကျွန်တော်ရဲ့ senior အကိုတွေနဲ့လက်တွဲပြီးတော့သင်ကြားမယ် okay အဆင်ပြေသွားပြီးသိရှိသွားပြီဆိုကျွန်တော်ကဒီပေါ့နော် organizer တယောက်အနေနဲ့ပေါ့နော်ကျွန်တော်ရည်တည်ချင်ပါတယ်ခင်ဗျာဒီလောကမှာဟုတ်ကဲ့ခင်ဗျာအာကျွန်တော်ဒီ international သွားရဲ့ ွယ်ချက်ကပေါ့နော်အာဒီမြန်မာနိုင်ငံကနေပြီးတော့ဒီပေါ့နော်နောက်နောက်ထပ်ကလေးတွေပေါ့နော်နောက်ထပ်ဒီသွားသွားပြိုင်တဲ့ကလေးတွေပေါ့နော်ဒီမစ္စတာလေးတွေပေါ့နော်တကယ်လို့သွားပြိုင်ခြင်းနေဆိုရင်ဘယ်လိုမျိုးအခက်အခဲတွေရှိလဲဘယ်လိုမျိုး knowledge တွေရှိရဲဆိုတော့ကျွန်တော်အနေနဲ့ရှင်းပြခြင်းနဲ့ပြောပြခြင်းနဲ့ကိုတကယ်သွားပြီးတော့ပေါ့နော်ဘယ်လိုတွေ့ကြုံနေကြုံခဲ့ရဲဆိုတော့ကျွန်တော်ပြောပြခြင်းတာဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကကျတော့ကျွန်တော်ခု pride လုပ်နေတဲ့လုပ်ငန်းနေမှာပေါ့နော် pride လုပ်ငန်းနေလုပ်နေတဲ့လုပ်ငန်းနေမှာအာကျွန်တော်ဒီ international ဖြစ်သွားပြီဖြစ်တဲ့အတွက်ကဘာအသီးတရနာကြမယ်ပေါ့နော် ခုကျွန်တော်တပိုင်းတနိုင်လေးလုပ်နေတဲ့ writer တွေရှိပါတယ်အာဒီ international ကနေပြန်လာတဲ့အချိန်မှာကျွန်တော်ပေါ့နော်ဒီကဘာကနေတည်အောင်မြန်မာနိုင်ငံအတွက်ပေါ့နော်အထောက်အကူတစ်ခုအနေနဲ့တထောင်တနေရနေပြီဒီ writer တွေကိုကျွန်တော်တက်နိုင်ဆုံးကျွန်တော်လှုပ်ဆောင်သွားဖို့လဲကျွန်တော်မှာအစီအစဉ်ရှိရတဲ့အတွက်ဒီကျွန်တော် international ကိုတွားရောက်ရှင်းပြရခြင်းဖြစ်ပါတယ်ခင်ဗျအာအရန်ကိုပဲ အစ်စက်တစ်ဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲကျွန်တော်ကျွမ်းကျင်နေဟိုဘယ်လိုခေါ်မလဲပတ်ဝန်းကျင်တစ်ခုလည်းမဟုတ်တယ်လို့ကျွန်တော်ကျွမ်းကျင်နေအလုပ်တစ်ခုလည်းမဟုတ်တာဖြစ်တယ်လို့ကျွန်တော်မှအရင်မဲ့အခက်ခဲတွေရှိပါတယ်ပြီးတော့ဒီအတိုက်ခိုက်တွေရှိပါတယ်အဲထိုးချတဲ့သူတွေလည်းရှိပါတယ်အများကြီးပဲပေါ့နော်အရာအားလုံးကိုကျွန်တော်ပြုံးပြုံးလေးနဲ့ပဲအာကျွန်တော် step by step ပေါ့နော်ဘာလုပ်သွားမလဲဆိုတဲ့ဟာနဲ့ပဲကျွန်တော်ရှစ်ဆက်ပြီးတော့စူးစမ်းသွားမှာဖြစ်ပါတယ်ခင်ဗျအာကျွန်တော်ကဒီ Mr. လောကတွေဝင်လာတဲ့အချိန်မှာပေါ့နော်အခက်ခဲတွေအများကြီးကြုံကြိုက်ခဲ့ပါတယ်အာအများကြီးပဲပေါ့နော်ဒါပေမဲ့ ဲ့အကုန်လုံးကိုပေါ့နော်အဘယ်အရာနေနေပေါ့နော်အတိတတိရှိဖို့တော့လိုအပ်ပါတယ်လို့ကျွန်တော်ပကံပြောချင်ပါတယ်ဟုတ်အရာရာတိုင်းမှာအတိနဲ့တတိနဲ့လောက်လောက်ဆောင်နေလောက်ဆောင်မယ်ဆိုရင်တော့နေရာတနေရာတော့အချိန်ဘယ်လိုပဲပေါ့ဟိုအာဗရမ ्या ကောင်းတည်လို့မနစ်ပါဘူးပေါ့ဟုတ်အာကျွန်တော်မျှော်လင့်ချက်တော့ ဘာမှမထားထားဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တတ်နိုင်တလောက်ပေါ့အစွမ်းကုန်ဒီဘက်ကနေပြီးတော့ကျွန်တော်ပြင်ဆင်သွားမယ်အာဒီအချိန်ရတလောက်ကျွန်တော်ရဲ့ body တွေထပ်ပြီး train သွားမယ်အသားရည်ပိုင်းဆိုင်ရာမျက်နှာပိုင်းဆိုင်ရာပြီးတော့ကျွန်တော် talent တွေအများကြီးမြန်မာနိုင်ငံအတွက်ကိုချပြဖို့အတွက်ကျွန်တော်အစီအစဉ်ရှိရဲဒါပေမဲ့ဘာကြီးရမှဆိုပြီးတော့ကျွန်တော်ဝန်သားရမှဘာရမှဆိုကျွန်တော်မမန်ထားပါဘူးခင်ဗျဒါပေမဲ့မြန်မာနိုင်ငံအတွက်ကိုကျွန်တော်တတ်နိုင်ဆုံးတော့ချပြသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခုဒီလိုမျိုးသွားရောက်ဒီပေါ့နော် international သွားရောက်ရှင်းပြိုင်ဖို့အတွက်ကျွန်တော်နံပါတ်1ဘာ train ရတယ်ဆိုတော့ကျွန်တော်အဓိကဒီကျွန်တော် body နည်းနည်း train နဲ့ အဲနောက်တစ်ခုကပြီးတော့ကျွန်တော်အသားရေပိုင်းဆိုင်ရာနည်းနည်းလေး training နဲ့ပေါ့เนาะအဲ့ဒါလေးကျွန်တော်ရှိမယ်ပြီးတော့အာဒီ English speaking လေးနဲ့ training နဲ့ပေါ့เนาะအဲ့လိုမျိုးလေးကျွန်တော်ရှိတယ်ပေါ့ဟုတ်အဲ့လောက်ပါအာကျွန်တော် national core ကျွန်းကိုတော့ကျွန်တော်ဒီပေါ့เนาะ timing နေပါတယ်အာဒီ designer တွေနဲ့ရောပြီးတော့ကြတော့အာဒီပေါ့ national core ကျွန်းကိုထုတ်ပေးနိုင်နေပေါ့เนาะဥမာစာရေးဆရာတွေရောအများကြီးပေါ့เนาะကျွန်တော်ဟိုအကောင်ဆုံးတော့ကျွန်တော်ချပြသွားမှာပေါ့เนาะဒါပေမဲ့ဘေးဟာကိုချပြမယ်ဆိုတော့ကျွန်တော်သွားမှာပဲအားလုံးစောင့်ကြည့်ပေးကြပါလို့ပြောချင်ပါတယ်ဒါပေမဲ့အကောင်လုံးတော့အမိုက်စားတော့ ဖြစ်ပါလိမ့်မယ်လို့ကျွန်တော်ဘက်ကနေပြီးတော့အာမခံပါတယ်ဟာတခါမှမမြင်ဘူးသေးတဲ့ဟာတခုတော့ကျွန်တော်ချပြဖို့တော့အာစဉ်းစားထားပါတယ်ဒါပေမဲ့အဲဘယ်သူမှလည်းမလုပ်သေးတဲ့အရာပေါ့နော်ဥမာရှေးဟောင်းပုံစံတခုတော့ဖြစ်မယ်လို့တော့ကျွန်တော်ထင်ပါတယ်ခင်ဗျာ National Coach ကိုတော့ကျွန်တော်ကပေါ့နော်စင်ပေါ်မှာဒီ International စင်ပေါ်မှာပေါ့နော်ဥမာ ချလိုက်ပြီဆိုတော့လည်းကျွန်တော်ဝစ်စုံဒီမြန်မာရဲ့အငွေတန်တွေပြည့်ညက်နေရမယ်ပေါ့နော်တခြားရှိရမယ်အာပြီးတော့ကျတော့ဒီဝစ်စုံဝစ်လိုက်ပြီဆိုတော့လည်းမြန်မာဆိုတဲ့ဟာကြီးကိုအော်ဒါမြန်မာကြီးပါလားဆိုတဲ့ဟာကိုသိအောင်ရဲ့နောက်တစ်ခုကကျတော့ဒီဘဇူးမပေါ့နော်အမဖန်နီးသေးတဲ့ဘဇူးမမလုတ်သေးတဲ့အာဒီမလုတ်ဖြစ်သေးတဲ့မြန်မာပေါ့အငွေတန်တွေပြည့်ညက်နေရဲ့ဝစ်စုံတစ်ခုကိုလည်းကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျာအာကျွန်တော်ကဒီနေရာမှာဒီလိုမျိုးရက်တီပြီးနေနိုင်တာဒီကျွန်တော်ကျေးဇူးတင်ထိုက်တာတယောက်ပဲရှိပါတယ်ကျွန်တော်တပည့်ဒီအားလုံးပါပဲ အာဒီနိုင်ငံခြားတောက်ပြိုင်ကိုလည်းသူတို့တွေပဲ sporting အများကြီးပြီးပါတယ်။အာကျွန်တော်မိသားစုဆိုကျွန်တော်လုံးဝ sporting မပြီးပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီဂျပန်ဆရာတယောက်အနေနဲ့ဒီဘက်ကိုဝင်တဲ့အတွက်ကိုလုံးဝအားမပေးပါဘူး။ဒါပေမဲ့ကျွန်တော်နောက်မှာကျွန်တော်တပည့်တွေအများကြီးရှိပါတယ်။အဲ့တော့ဒီနေရာနေလဲကျွန်တော်တပည့်တွေကိုအာဂျပန်မှာရောက်နေတဲ့တပည့်တွေရဲ့မြန်မာနိုင်ငံမှာအသီးသီးမှာမြို့နယ်တသီးမှာရှိနေတဲ့အကြောင်းမှာတက်ရောက်နေတဲ့တပည့်တွေအားလုံးကိုလည်းကျွန်တော်ဒီနေရာနေခြေသူအများကြီးတင်နေဆိုတဲ့ဟာကိုပြောကြားချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါ။ဒီကျွန်တော်ဒီတပည့်တွေ ြောင်းမလို့လည်းရာခိုင်နှုန်းအများကြီးပါပါတယ်။ဘာဖြစ်လို့သူတို့ဆရာတယောက်ဒီအဖက်ဘက်ကနေထူးချွတ်နေတဲ့သူတယောက်ဖြစ်တယ်။အဖက်ဘက်ကနေတော်နေတဲ့သူတယောက်ဖြစ်တယ်ဆိုတော့ကျွန်တော်လုပ်ပြချင်တာလည်းပါပါတယ်။နောက်တစ်ခုကကျွန်တော်ဒီပေါ့နော်ဟိုဘလောက်ကြီးထိကိုတယောက်ထဲပေါ့လှုပ်ဆွမ်းနိုင်တယ်ပေါ့ကျွန်တော်ဥမာဘဲဘဲသွားသွားပေါ့နော်ကျွန်တော်ပြည့်တဲ့ဘဲကြီးဆိုတည်ရယ်။အဖက်နှက်ကစားအိမ်ညာစားအဆအဆုံး အာအကောင်လုံးတပည့်တွေအားလုံးလောက်ပေးကြပါဘောနော်ခုတစ်ခေါက်ကျွန်တော်ဒီလာတော့ရဲကျွန်တော်တယောက်ထဲပဲလာခဲ့တယ်အဲကျွန်တော်တယောက်ထဲလာခဲ့တယ် international သွားရဲ့အချိန်မှာလည်းဒီတပည့်တွေအားလုံးကိုဒီ international ကိုလိုက်ပြီးအားပေးစင်ကြတာဘောနော်အကောင်လုံးကိုလေနဲ့လိုက်လေလိုက်မယ်စိတ်ရဒါပေမဲ့ကျွန်တော်ဘယ်သူမှမခေါ်ပဲနဲ့ကျွန်တော်တယောက်ထဲပဲသွားပြီးတော့ဘောနော်ကိုဘယ်လောက်လုံနိုင်လဲဗောမြန်မာနိုင်ငံအတွက်ဘယ်လောက်လုံနိုင်ငယ်လဲဆိုတာကိုကျွန်တော်အဲသွားရောက်ပြီးတော့လောက်ကြည့်ချင်တယ်ရှင်းပြချင်တယ်ဗောဟုတ်ကျွန်တော်ကျွန်တော်ကိုကျွန်တော်တော့အာကျွန်တော်တရားရခိုင်တော့အားရကျင်တယ်မှုရှိရဲ့ဘာဖြစ်လို့ဆိုပို့ပြီးတော့ကျွန်တော်မထင်ထားဘူး ပို့ပြီးတော့ကိုယ့်ကိုယုံကြည်မှုတွေလည်းပို့ရှိလာတယ်နောက်တစ်ခုကကြတော့ဟိုကြောက်စိတ်လည်းတိတ်လုံးဝမရှိတော့ဘူးပေါ့နော်ဟိုအစ်စ်အစ်စ်တွေကိုလောက်ကြည့်ရမှဖြစ်တယ်ကျွန်တော်ပို့ပြီးတော့ သဘောကျတယ်ခင်ဗျာကျွန်တော်ကတော့ဘာလို့လို့ကျွန်တော်စဉ်းစားပြီးမှလုပ်တာဖြစ်တယ်ကျွန်တော်ဒီ130ရာခိုင်နှုန်းကိုကော်ဖီရန်ပြည့်ရှိပါတယ်အဲဖြစ်လာခြင်းမဖြစ်လာခြင်းကတော့ဒါကိုယ့်ရဲ့စူးစမ်းမှုပေါ်မှာမူတည်ရဲလို့ကျွန်တော်ဒီနေ့အနေအားလုံးပြောကြားစင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်မြန်မာနိုင်ငံမှာရှိရပြည်သူပြည်သားအားလုံးကျမကြီးကြီးစိုက်ကြပါအဆသရရအာနေကောင်းအောင်နေကြပါဟိုဘောနော်အားလုံးပဲကြီးစိုက်ကြပါလို့ကျွန်တော်ဒီနေ့အနေပြောချင်ပါတယ်အဲတောင်းတနေရနေပြီးတော့ဘောနော်အဲအနောက်ရှက်မဖြစ်ဘူးဆိုရင်ကျွန်တော်ကိုလည်းအားပေးကြပါလို့ကျွန်တော်ဒီနေ့အနေပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ